အားလုံးပဲမင်္ဂလာပါ။ CNU မြန်မာ YouTube Channel မှာ ပြန်လည်ကြိုဆိုပါရစေ။ပလောက်ဝနေမီချင်းပြည်ပနေပခါနဲ့လက်ရှိဒေါ်လာရေးအနေအမြင့်ဒီနေ့မကူးစေရငါတို့နိုင်နေပြီးအိမ်ပြန်ကို ပြန်ရမယ်ဆိုတဲ့ကြွေးကြော်တန်တွေဟာ အခုနှစ်မှာတော့တိတ်မကြရတော့တလို့ပဲ။နွေဦးတော်လာရေးကာလာလေးငါးနှစ်တိုင်းလာခဲ့ချီပြီအရွယ်ရောက်စကလေးငယ်တယောက်ဘူး မူဂျူအချစ်မှတငယ်တန်းတက်ဖို့ပြင်းစင်ချိန်ဖြစ်နေပြီဝေဖန်တန်တွေလည်းညံလာပြီခက်စနစ်တစ်ခုကို အလုံးစုံပြောင်းလဲဖြစ်ဖို့တော်လှန်ရေးကာလဆိုတာငါးနှစ်မပြောနဲ့ဆယ်နှစ်ထက်မကကြာခေဖိုးတာတွေကြီးမဟုတ်ပါလားငါးနှစ်သားအရွယ်လေးနဲ့အာနာရှင်ကိုတွန်းလှန်နိုင်မရေလားလူ ဝေဖန်ခန့်တဲ့သူတွေကို မေးလိုက်ချင်းရဲ့သူ့တော်မမေးရပါဘူးဘာလို့လဲဆိုရင်ငါးနှစ်သားအရွယ်မဖြစ်သေးတဲ့အချိန် လက်နက်ကင်တော်လှန်ရေးစတင်ချိန်မှာကလေးကငါတို့နိုင်နေပြီဟဲ့လို့ကြီးကြော်ခဲ့ကြီးမဟုတ်ပါလို့ပြည်သူအစိုးရပါလို့ကြီးကြော်နေတဲ့ NUG အစိုးရလည်းလေလိုင်းအစိုးရအဖြစ်ဝေဖန်ခံရမှုတွေကမာလာခဲ့ပြီကျွန်တော်တို့ထောက်ခံမေးပေးခဲ့တာက NLD ပါ NLD ကိုမေးပေးခဲ့တာကလည်းဒေါ်စုကြောင့်ပါဘာအရေးချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစိတ်ဝင်စားခဲ့ကြတာမဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ကိုပဲယုံကြည်ခဲ့ကြလို့ပါပြည်သူတို့ရဲ့အထက်ပါပြောဆိုမှုက ယူးယူးလေးနဲ့စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ဘာလို့လဲဆိုရင်တော်လိုင်းရဲ့အစိုးရလို့ဆိုရယ် NUG အစိုးရကလည်းပြည်သူထောက်ခံတဲ့အစိုးရအဖြစ် သူ့ကိုယ်သူတုံ့နှုံးမှုတွေဟာအထက်က စကားကုန်နဲ့နှိုင်းရှင်ရင်ပြည်သူမေးစံတာနဲ့လာလို့ပြန်မေးရမှာပါပဲ။၂၀၂၁ခုနှစ်ရဲ့ နှွေဦးတော်လှန်ရေးဟာ အစပိုင်းမှာနိုင်ငံရေးအမျိုးသားရေးစိတ်သက်တကြွစွာနဲ့ပြည်သူတရားလုံးကနေ မတရားဥပဒေမဲ့အာဏာသိမ်းတဲ့စစ်တပ်ကို အာသွန်ခွန်ဆိုင်တော်လှန်ခစ်ခြင်းတုန်းက အတော်လေခရီးရောက်ခဲ့ပါတယ်။ငင်းချမ်းစွာစန္ဒပြရာကစားလို့လက်နက်အားကိုနဲ့တည်ရဲတဲ့သူထွက်ခဲ့ဆိုပြီးမိုက်မိုက်ကန်ကန်ပြည်သူကိုစင်ခေါ်တဲ့စစ်တပ်ဟာတကယ်တမ်းပြည်သူလက်နက်က တော်လှန်လိုက်ချိန်မှာ ပြပြမော့မော့ဖယူဖယေးဖြစ်ကုန်တော်တာပါပဲတူမီအစတော်လှန်ရေးကဆိုပြီးပြုံးစမတ်ထွင်ရလောက်အောင်လက်နက်ကైစတော်လှန်တဲ့အထင်မှာချင်းပြင်းနေဖြစ်ခဲ့ပါတယ်အကြီးတန်းဆုံးခန်းစားခဲ့ရတာကလည်းထန်တလန်တစ်မျိုးလုံးပါအဲ့ဒီအချိန်မှာချင်းလူမျိုးတွေအားလုံးနဲ့အတူတကပါလုံးရှိမြန်မာအကြီးတိရှိသူတိုင်းရဲ့နှလုံးသားမှာအာနာရှင်တို့ရဲ့မိမ့်မဲတဲ့စရိုက်ကို တဖန်ပြန်ရွေ့မုံတီးသွားစေခဲ့တဲ့အထိတရိပ်ပြုတ်စေခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ပဲလူငယ်တွေဟာမြန်မာစစ်တပ်ကိုတော်လှန်ဖို့လူအပ်တဲ့စစ်ပညာတွေသင်ယူပြီးလက်နက်ချင်းရှင်လိုက်တဲ့အခါကျတော့စစ်ကောင်စီဟာထိမှတ်မထားတော့အောင်ဖယူဖယဲနဲ့အချစ်နဲ့သွားခဲ့ရပါတယ်။ဒီလိုနဲ့တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှအတ္တတွေလောဘတွေနဲ့ရောရှက်လာပါတယ်။တနည်းအားဖြင့် ရှင်းတော်လှန်တပ်တွေအမျိုးမျိုးကွဲပြားသွားတာတွေအေအေတက်တော်ဝင်ရောက်လာတာတွေပလောက်ဝနေမီစူးမိုးမှုတွေကရှင်းပြင်းနေအတွက်ထိတ်တန့်ပဏိပခါတွေဖြစ်လာပါတယ်ကျွန်တော်တို့ကိုစစ်တင်နာပေအုပ်ဆောင်ဘူး CNA CNF ကိုအရင်သွားတာပေါ့ကုစားရေးကိုခံပြီးပညာသင်ကြားဖို့တောင်သူတို့ကလက်မခံပေးဘူးဒါအပြင် KIA ကချင်းတက်မတော်ကိုလေခုမပြုတ်ဖို့သူတို့ကတားတယ်လीဆိုပြီးလက်ရှိချင်းညင်အောင်စီပီတက်ရဲ့ခေါင်းဆောင်တအုပ်ဖြစ်တဲ့ကူရောမန်ကပြောပါတယ်ချင်းရမျိုးသားတက်မတော် CNA ဟာနှစ်ပေါင်း36နှစ်ကြာတက်တန်းရှိတယ်ချင်းပြည်ရဲ့ကနအိုးတက်ဆိုတာအားလုံးလက်ခံကြပြီးသားသိရှိပြီးသားပါ အထက်က CB တက်ကောင်းဆောင်ပြောပုံအရာဆိုရင် CNA ဟာတော်လှန်ရေးအပေါ် ထင်တလောက်စိတ်မဝင်စားသလိုပါပဲ CB တက်တော်အနေနဲ့စစ်ပညာကိုအေအေတက်မတော်ရဲ့ပန့်ပူးကူငင်မှုနဲ့ပူပေါင်းပေးလာမှုတွေကြောင့်အင်အားကြီးထွားလာတဲ့အခါမှာကုပီနေမှာတက်ရှိရက်နဲ့လူမျိုးခြားတက်တွေနဲ့တွားပူပေါင်းတယ်လို့ CNN လိုဘီတွေဘက်ကပင်းပင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဒါတွေဘေကမလဲချင်းပြည်နယ်ရဲ့ပလောဝမြို့ကို အေအေကတိမ့်ပိုက်ပြီးရခိုင်နေမိသေးထဲလိုက်ပြီလို့ဆိုရှယ်မီဒီယာထက်ကနေရော ဝေဖန်ပစ်တင်ခဲ့ကြပါတယ်။တကယ်တော့2020ခုနှစ်ဇန်နဝါရီလမှာပလဝမြို့ဟာအေအေလက်ထဲအမှန်တကယ်ရောက်ရှိသွားခဲ့ပါတယ်။ဒါကို CNA ဘက်က CB တက်နဲ့အပေါင်းအပါတွေကို အပစ်တင်ခဲ့ပါတယ်။တကယ်တမ်းကတော့ပလဝနယ်ကိုစီးရအရစစ်စင်ရေလို့ဖူးရောက်လာရတာဖြစ်တယ်လို့ အေစစ်ဒေတာကွက်ကဲရီယုံဘူဂျီရူဘီက ပြောခဲ့တဲ့အပြင်ပလဝမြို့ကိုဝင်လာကလေးကလူယူမယ်တင်းပိုက်မယ်ဆိုတာမျိုးတခါမှမရှိခဲ့ဘူးဘူးဆိုပြီးအေစစ်ဦးစီးချုပ်ဘူချုပ်ထွန်းမြတ်နိုင်ကလည်းရှင်းရှင်းလင်းလင်းပြောခဲ့ပြီးသားပါချင်းပြင်းနယ်ရဲ့အာနာရှင်တော်လိုင်းကြီးမှာ ခုမှပေါ်လာတဲ့ CB တက်တွေကအကြိမ်ပေါင်းရာနဲ့ချီမီပင်ထိတ်တဲစစ်ပွဲတွေဆင်နွှဲခဲ့ပြီးပါပြီ။ နေမီထဲကနေစစ်တပ်ကိုလည်းအတော်များများမောင်းထုတ်နိုင်ခဲ့ပါပြီ။ဒါပေမဲ့စီနီယာတက်တော်ဖြစ်တဲ့ CNA ကတော့လောက်လောက်လာလာစစ်အာဏာရှင်ကို တော်လှန်မှုမရှိခဲ့တာကတော့မေပင်တက်တဲ့အထင်ရှားပဲဖြစ်ပါတယ်။တကယ်တော့ပလောက်ဝနေမီကို CNA ဒုဦးစီးချုပ်ဒေါက်တာရွှေခါရဲ့လက်မှတ်နဲ့အေအေကူအချီချဖို့2010ခုမှ18ခုနှစ်က ခွင့်ပြုထားတာလို့အတိအကျထောက်ပြမှုတွေလည်းရှိပါတယ်။ဒါကိုဟုတ်သလားမှားသလားတေချာစမ်းစစ်သူတွေကတော့သိပါလိမ့်မယ်။ဒါပြင် လာမယ့်2025ခုနှစ်အောက်တိုဘာ15ရက်နေ့မှာကျင်းပမယ့်အပြည့်အခဲရစေးကြီးငင်းချိုင်းရေးစာချုပ် NCA 10နှစ်ပြည့်အခမ်းအနားကျင်းပမယ့်ပွဲမှာပါဝင်ဖို့စစ်ကောင်စီဖိတ်ကြားမဲ့အထက်ချင်းအမျိုးသားတအူ CNF CNL လေးပါဝင်နေပါတယ်။ ဘာလို့ဆို CNS CNA ဟာစစ်ကောင်စီရဲ့အပြည့်အခဲရက်စဲရင်ငင်းချမ်းရေးသဘောတူ NCA စာချုပ်မှာလက်မှတ်ထိုးပေးထားလို့ပါချင်းပြည်နယ်အတွင်းလက်နက်ကိုက်တပ်ဟာ CNA နဲ့ SAC သာရှိရမည်ဆိုတဲ့စာချုပ်ပါအချက်ကြောင့်လို့တုံ့တက်ရပါတယ်။အခုရက်ပိုင်းအတွင်းဧရာဝတီသတင်းဌာနနဲ့ AACOC ချုပ်ဘူချုပ်ထွန်းမြတ်နိုင်အင်တာဗျူးမှာဗမာလူမျိုးတွေအချင်းချင်းမတိကျလို့ရှိရင် ဒိုင်းရင်သားတွေကိုစေယုံတော်တာပဲဒါပေမဲ့သမင်းဝိုက်ပေါ်ရောက်လို့ရှိရင်ဒိုင်းရင်သားတွေပါမလာတော့ဘူးဆိုရယ်ပြောကြားမှုကလက်တွေ့ကြတဲ့စကားပဲဖြစ်ပါတယ်လက်ရှိ NUG ဥဆောင်တဲ့အပိုင်းမှာတိုင်းရင်သားတွေအပေါ်စီယုံစုစည်းနိုင်မှုမရှိတာကလည်းလက်ရှိဘူချုပ်ထွန်းမြတ်နိုင်ပြောဆိုရယ်အချက်နဲ့တက်ရိုက်အချူကြနေပါတယ်ဒေါ်လာရင်းအချိန်ကြာလာတာနဲ့အမျှစီယုံမှုတွေအရင်ကထက်အားရစရာမရှိလာတာကတော့ ပကတိအရှိတရားကတည်တည်ပြနေပါတယ်။ NUG ရဲ့ထောက်ပံ့ရံပွင့်ွေကိစ္စကလည်းပူပူနွေနွေပြဿနာရှိနေပါတယ်။အားရကြည်နဲ့ဆရာကောင်းရလောက်အောင်ဘသူကမှအစွမ်းဆောင်ရည်မပြသာထားနိုင်ဘူးလို့ကနဦးရလက်ကိုအဖေးထုတ်မိမောင်းထုတ်ပြချင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာတာဝန်အကြီးပွန်ဆုံးကတော့ပြည်သူပဲဖြစ်ပါတယ်။ အခုအချိန်ထိတိုင်အောင်စစ်အာဏာရှင်ကိုတောက်ခံပြီးတပတ်မှတော်လှန်ပါတယ်ဆိုတဲ့အဖွဲ့အစည်းတွေရဲ့ဖိနှိပ်မှုတွေကိုလည်းကြက်ကြက်ခါရင်ဆိုင်လက်ရှိနေပါတယ်။ပြည်သူကိုအထင်မသေးစေချင်ပါဘူး။ပြည်သူကျိန်စာတကယ်ရှိပါတယ်။ဒါကြောင့်လက်ရှိတော်လှန်ရေးအားဘသူအကျုအမြတ်အတွက်အတိတ်ကကြတဲ့လေဘုံရန်သူဟာဘသူလဲဘာကိုဦးစားပေးလို့ဆောင်တဲ့လဲဆိုတာသုံးသပ်ပြီးဆောင်ရွက်ကြဘူး။တိုက်တွန်းလက်ရပါတယ်။ ကျွန်တော်တို့ရဲ့သတင်းများကိုအဆုံးထိနာထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။